ားလုံးပဲမင်္ဂလာပါစေ။၂၄နှစ်အတွင်းထူခြားတဲ့ပြည်ရင်းပြည်ပါစေဝန်ဆောင်ဖရဲသတင်းလေးကိုတင်ဆက်ပေးပါရောင်းမယ်။ကျမရောမြစ်တီကိုပါ။အဝေးတင်ကြအရမ်းများထထိုးပေးထားတဲ့သတင်း။ဒေါ်လာ၂၀၀မရှိမှုလို့မိုင်းဆွဆွဲခဲ့တဲ့စတောင်းဆိုင်ဒေါ်လာတစ်သိန်းရောကြီးပေးရတဲ့သတင်း။ငလင်ကြပူကြခဲ့တဲ့အစာအုပ်နဲ့ဆက်နေသူ၁၉ဦးကိုဖမ်းဝရမ်းထုတ်ခဲ့တဲ့သတင်း။ ဘုလူပွဲမှာခန်းစင်အားနည်းမှုတွေရှိနေမယ်လို့မန်ယူနီပြဝန်ခံလိုက်တဲ့သတင်းပါဝင်အစရှိတဲ့ပြည်တွင်းဒီပါစိတ်ဝင်စားဖွယ်တဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာပါပထမဆုံးအနေနဲ့ပြည်ဝင်သတင်းတစ်ပုဒ်ကိုတင်ဆက်ပေးကြပါမယ်။အဝေးတင်ကြောင်းအရာများကိုချက်ထိုးပေးထားရလို့သိရပါဗျ။ဒီသတင်းကိုတော့မြန်တူကပေးပို့လာပါဗျ။ 2025ခုနှစ်ပညာသင်နှင့်ပထမနှစ်ဝေသင်ကျောင်းရက်ကိုထပ်တိုးပေးထားပြီးမေလကောင်တီအနန္တနိုင်နေလို့ပညာရေးဝန်ကြီးဌာနအစိမ့်ပညာဦးစီးဌာနအနေနဲ့အတည်ပြုထားပါတယ်။2025ခုနှစ်ဖေဖော်ဝါရီလ4ရက်နေ့မှ2025ခုနှစ်မေလ31ရက်နေ့အထိတိုးပြပေးထားတာဖြစ်တယ်လို့သိရပါတယ်။ ဒါအပြင်ဒုတိယအနေနဲ့အတန်းများရဲ့ကြောင်းဝင်မပုံတင်ခြင်းကို2025ခုနှစ်မေလ31ရက်နေ့နောက်ဆုံးထားပြီးတော့ဆောင်ရွက်ရမှာဖြစ်ပြီးစနေတနင်္ဂနွေနေ့ရုံပရမီမပါကြောင်းလည်းအသိပေးထားပါတယ်။ဒါအပြင်ပညာရေးဝန်ကြီးဌာနအစိုးရပညာဥစည်းဌာနမှရှိတဲ့တက္ကသိုလ်နဲ့ဒီဂရီကောလိပ်များရဲ့ဘွဲ့ကြိုတန်းများနဲ့ဘွဲ့လွန်တန်းများကိုလည်းမေလ22ရက်နေ့မှာစတင်ပြီးတော့ကြောင်းရလက်ခံသွားမှာဖြစ်တယ်လို့အသိပေးထားပါတယ်။ဆက်လက်ပြီးနိုင်ငံတကာအသင်းတစ်ပုဒ်ကိုတင်ဆက်ပေးကြပါမယ်။ ဒေါ်လာနဲ့ရမရှိဘူးလို့မှဆွဆွဲခဲ့တဲ့စတောက်ဆိုင်ဒေါ်လာတစ်သိန်းရောင်းချပေးခဲ့ရတယ်လို့သိရပါဗျ။ဒီသတင်းကိုတော့ညင်းချောင်းကပြပေါ်လာပါဗျ။ ဆိုင်မှာလာရောက်စားတောက်ခဲ့တဲ့မိသားစုတစုကိုငွေမရှိမဲနဲ့ဆိုင်ရထွက်သွားခဲ့လို့မှောင်ရင်ဆွဆွဲခဲ့တဲ့စားတောက်ဆိုင်တဆိုင်ဟာဆွဆွဲခဲ့တဲ့မိသားစုကိုဒေါ်လာ3000ယောဂျီပေးခဲ့ရတဲ့ဖြစ်စဉ်တစ်ခုအင်္ဂလန်နိုင်ငံမှာဖြစ်ပွားခဲ့လို့သိရပါတယ်။အင်္ဂလန်နိုင်ငံအနောက်ပိုင်းမှာရှိတဲ့ဒေါ်ဆန်ဂျော်ဂီအင်စားတောက်ဆိုင်ကိုအင်္ဂလန်နိုင်ငံမှာလူတီများထင်ရှားတဲ့ကျွမ်းဝသူတအုပ်ဖြစ်တဲ့ပီတာဂျီယာဟာဇနီးတဲ့ရင်သွေးတွေနဲ့အတူရောက်ရှိလာပြီးအစားအသောက်တွေမှာစားတောက်ခဲ့တာပဲဖြစ်ပါတယ်။ပီတာဂျီယာစားခဲ့တာတွေအတွက်ကန့်နဲ့ငွေရှင်ခဲ့ မဲ့တော့ဆန်ဂျိုဂီအင်ဘကပီတာဂျီယာတို့ဆန်ကထွက်သွားပြီးနောက်မှကြက်သိန်းနဲ့ဒေါ်လာ200ကိုငွေမရှိမဲနဲ့ထွက်သွားခဲ့တယ်ဆိုပြီးသူတို့ရဲ့ Facebook page မှာတင်ခဲ့တာဖြစ်ပါတယ်။ပီတာဂျီယာကဆန်ကိုဆက်သွယ်ဖြည့်ရှင်ခဲ့ပေမဲ့ဆန်ဘက်ကလက်မခံခဲ့တာကြောင့်ပီတာဂျီယာကအတိအပြည့်မှုနဲ့တရားစွဲခဲ့တာပဲဖြစ်ပါတယ်။ဒေါ်ဆန်ဂျိုဂီအင်ဘကစစ်ဆေးမှုတွေပြန်လည်လှုပ်ဆောင်ပြီးနောက်မှာပီတာဂျီယာကငွေရှင်းခဲ့တာကိုဆန်ဝန်ထမ်းတွေရဲ့ပုံရုံမှုကြောင့်မှဆွဆွဲခဲ့မိတာဖြစ်တယ်လို့သိရှိသွားပြီးရဲ့နောက်မှာတရားစွဲထားတာရုပ်သိမ်းပေးဖို့အတွက်ဒေါ်လာတသိန်း ရောက်ရှိပေးခဲ့တာဖြစ်တယ်လို့သိရပါတယ်။နောက်ထပ်နိုင်ငံတကာဒင်းသဘောကိုတင်ဆက်ပေးကြပါမယ်။မလင်ကြားပြကြခဲ့တဲ့အစာအုံနဲ့ဆက်နွယ်သူ16ခုကိုဖမ်းဝမ်းထုတ်ခဲ့ပါတယ်။ဒီသတင်းကိုတော့ညင်းချောင်းဝါပြပို့လာတာပါ။မက်လာ28ရက်နေ့ကလောက်ခတ်ခဲ့တဲ့မန္တလေးငလင်ကြီးတောင်ပြိုကျသွားခဲ့တဲ့အထက်30မြင်းကြီးရဲ့စာအုပ်ကိုတိစောက်ခဲ့ရမှာပါဝင်ခဲ့တဲ့သူဆက်နွယ်သူ16ဦးကိုထိုင်းရန်တပ်ဖွဲ့ကဖမ်းဝမ်းထုတ်ပြန်ခဲ့လို့သိရပါဗျ။ ဘန်ကောက်မြို့မှာရှိတဲ့အဆိုပါဆောင်ပြကြမှုကြောင့်89ကိုတည်ဆုံရှုံးခဲ့ပြီးခုနှစ်ဟုတ်ကိုလက်ရှိအချိန်ဒီရှာဖွေတွေ့ရှိခြင်းမရှိဘူးလို့သိရပါတယ်။အဆောင်ကိုထိုင်းဘန်နစ်ဘီလီယံကုန်ကြခန့်တိစောက်ခဲ့တာဖြစ်ပြီးတိစောက်ခဲ့စဉ်ကတမတ်စံနေစံညနေနဲ့ကိုင်းကြီးအောင်မတိစောက်ခဲ့တာကြောင့်အခုလိုပြကြခဲ့တာဖြစ်တယ်လို့စစ်ဆေးမှုတွေပြုလုပ်ရမှာတွေ့ရှိခဲ့တာကြောင့်သက်ဆိုင်တဲ့သူတွေကိုဖောင်းရံထုတ်ခဲ့တာဖြစ်ပါတယ်။ ဖောင်ရန်ထုတ်ခေရသူ၁၉ကောင်မှာအဆိုပါအစာအုပ်ကိုဒီဇိုင်းဆွဲခဲ့တဲ့သူတိဆောက်ခဲ့သူနဲ့အရေးသွေးစစ်ဆေးခဲ့ဖြစ်ခဲ့သူတွေပါဝင်တယ်လို့သိရပါတယ်။နောက်ထပ်အားသာတဲ့တပုတ်ကိုလည်းလက်ခံရရှိထားပါသေးတယ်။ဘိုးလူပွဲမှာခန်းစင်အားနဲ့မြများရှိမယ်လို့မန်နီပြဝန်ခံလိုက်ပါတယ်။ဒီသတင်းကိုတော့ညင်းကြအောင်ပါပြပေါ်လာပါ မန်ယူနီပြအိမ်မိုရင်ကစပိုင်းနဲ့ကစားရမယ်။ယူပါလိဘိုလူပွဲမှာခန်းစစ်အားနည်းမှုတွေရှိနေမယ်လို့ပြောကြလိုက်ပါတယ်။မန်ယူအသင်းရဲ့အဓိကနောက်တန်းလူတုံးဖြစ်တဲ့ရူရိုဟာဝက်ဆန်းကိုရှုံးနေခဲ့တဲ့ပွဲမှာဒဏ်ရာသွားခဲ့တာကြောင့်အိမ်မိုရင်ကခန်းစစ်ပိုင်းမှာစိုးရင်ဖွယ်ရအားနည်းချက်တွေရှိနေမယ်လို့ပြောကြခဲ့တာဖြစ်ပါတယ်။မန်ယူအသင်းရဲ့အာထာယာရဲ့နောက်တန်းလူတုံးဖြစ်တဲ့ဒီလစ်လေဘိုလူပွဲမှာပြန်လည်ကစားနိုင်မှုအတွက်မသေးကြတာကြောင့်အိမ်မိုရင်ကခန်းစစ်ပိုင်းအတွက်ကိုစိုးရင်နေလို့ပြောကြခဲ့တာဖြစ်ပါတယ်။ ခန့်စစ်ပိုင်းမှာအနှစ်ချက်တင်ပြတဲ့နေပေမဲ့တရားကြောင့်လာတော်ကြနာခဲ့ရတဲ့တိုက်စစ်မှုစစ်စီဟာလေးစင်ကံတွေပြန်လည်လှုပ်ဆောင်နိုင်ပြီဖြစ်လို့ဘိုးလူပွဲမှာအမှန်ရွတ်တပ်ပါမကစားပေးနိုင်ပွဲရှိနေတာကကိုသူရကြနေတယ်မဲတိုက်စစ်ပိုင်းအတွက်အသက်ဆရာတဲ့တင်ဖြစ်ခဲ့လို့လည်းသိရပါတယ်အခုတင်ဆက်ပေးခဲ့တာတွေကတော့မြန်မာရှိရဲ့24နာရီနေ့ကသတင်းတွေပဲဖြစ်ပါတယ်။ဒီလိုအားပေးကြပရိသတ်များအားလုံးကျန်းမာရွှင်လန်းကြပါစေလို့ဆုမကောင်းတောင်းလိုက်ပါတယ်ရှင်။